ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့ဖြိုးပါချင်မက်အစုံစိမ့်တဲ့နေရီအများကြီးထဲကမှတခါမှမစိမ့်စားဘူးသေးတဲ့နေလေးနဲ့အိမ်မောင်လွယ်စိမ့်စားဖြစ်လို့လုံနေလေးကိုတောင်းဆုံထားတဲ့သူများအတွက်မျှဝေပေးလိုက်ပါရရှင်ဒီနေလေးကတော့တမူလဲထူချားတယ်ပြီးတော့တရက်နှစ်ရက်လောက်စိမ့်ရုံနဲ့စားလို့ရတဲ့နေလေးပဲဖြစ်ပါတယ်ပြောမှဆိုလို့ရှိရင်အမြန်စိမ့်တဲ့နေလေးပေါ့နော်ကဲဒါဆိုလုံနေလေးကိုသိရအောင် ဖြိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင် ဒါလေးတွေကတော့ဒီချင်မတ်ဆုံမှာဖြိုးသုံးထားတဲ့အသီးရွက်လေးတွေပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ရေဆေးသက်ဆင်ပြီးတော့အစင်းသစ်လှိထားတဲ့မော်လာဥဖြူလေးပါမယ်။ပြီးတော့ကစုံရိုးနီလေးနဲငယ်ပါမယ်။ပြီးတော့မော်လာပင်ပေါက်လေးနဲငယ်နဲ့ပဲပင်ပေါက်နဲငယ်ပါမယ်။ပြီးတော့တခွားသေးသေးလေးနဲငယ်ကိုလည်းဖြိုးသွားထည့်ဆိုင်ထားပါတယ်ရှင်။ဒီအသီးရွက်လေးတွေကိုတော့ဖြိုးသွားရေဆေးပြီးတော့ရေစစ်ထားတာဖြစ်ပါတယ်ရှင်။အရင်ဦးဆုံးဖြိုးတော့ချင်မတ်ဆိုင်ရန်အတွက်ရေနွေးတဲပေးရမှာဖြစ်ပါတယ်ရှင်။ရေတလီတာရှိတဲ့အိုးလေးကိုစားထမင်းစားစွန်းနဲ့နှဆုံးစားလောက် ဲ့တကြားထမင်းစားစွန်းရဲ့သုံးမုံတပုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ရှာလကာရဲ့120မီလီလောက်ကိုထည့်ပြီးတော့ပပွက်ဆူလာတဲ့အထိတည်တော့ပေးလိုက်ပါတယ်ရှင် ။ချင်ဘက်ဆိုင်တဲ့နေတွေတော့အများကြီးရှိတယ်ပေါ့နော်။အဲ့ဒီထဲကမဖြိုးကတရက်နှစ်ရက်လုံးနဲ့စားရအောင်လို့ဒီရှလကိုင်းနဲ့ဆိုင်တဲ့နေလေးနဲ့လှုပ်စားဖြစ်တာလေးပဲဖြစ်ပါတယ်။ဒီနေလေးကလည်းမစိုးဘူးပေါ့နော်။ကဲဖြိုးတို့တက်ထားတဲ့ရေနွေးအိုးလေးကပပတ်ဆူလာပြီဆိုလို့ရှိရင်တော့တန့်စင်ပြီးတော့ရေ၆အောင်သုတ်ထားတဲ့ဖမ်ပလင်းထဲကိုဒီပါဝင်တဲ့ပစ္စည်းလေးတွေပေါ့နော်။အသေးရွက်လေးတွေကိုထည့်ပေးလိုက်ပါမယ်ရှင်။ ဒီရှလကိုင်းနဲ့ဆိုင်တဲ့နေလေးရကြတော့ဖျူရိုတရက်နှစ်ရက်လောက်ထားရုံနဲ့စားလို့ရတဲ့နေလေးပေါ့နော်အသေးရွက်လေးတွေချိန်မှဖြစ်တဲ့ချိန်မှာဘယ်ဟာကိုကြိုက်ဆုံးလဲဆိုလို့ရှိရင်တော့မုံလာပင်ပေါက်လေးရဲ့ပြီးတော့ကစွန်းရွက်ရဲ့ပြီးတော့ပဲပင်ပေါက်ပေါ့နော်ဖျူကြိုက်ဆုံးမှာတော့တခွားသေးကိုကြတော့ဖျူတစ်ခါမှမဆိုင်စားဖြစ်ဘူးပေါ့နော်ဒီတစ်ခါဆိုင်စားကြည့်တာမဆိုးပါဘူးရှင်ရတာလေးရတော့ဒါပေမဲ့အရင်ကြိုက်တဲ့ထဲမှာတော့မပါဘူးပေါ့နော် ရှလကိုင်နဲ့ဒီစားအိုကြတော့ထက်ထားတဲ့ပမာဏကြတော့ပြောတော့တစ်ရက်နှစ်ရက်လောက်နဲ့ချိန်တဲ့အနေထားလေးပဲဖြစ်ပါတယ်။ကိုကအငန်နဲ့အချင်းကိုသိပ်မစားနိုင်ဘူးဆိုလို့ရှိရင်ရှလကိုင်နဲ့စားကို short ထက်ပေးနိုင်ပါတယ်နော်။ကဲပါဝင်တဲ့တည်ရွက်လေးတွေကိုထည့်ပေးလို့ရှိရင်တော့ဖြိုးတို့ခနာတဲထားတဲ့ရင်းနှီးပူပူပေါ့နော်လောင်းထည့်ပေးလိုက်ပါမယ်ဖြိုးကတော့ရင်းနှီးပူပူကတခါတည်းလောင်းထည့်ပေးလိုက်ပါတယ်အေးမခံတော့ဘူးပေါ့နော် ပြန်အောင်ဖြူတို့သူ့ကို ဖုံးလေးလုံအောင်ပေးပြီးလို့ရှိရင်တော့တကယ်နှစ်ရက်လောက်ပေါ့နော်နှစ်ထားပေးလိုက်ပါမယ်ရှင်တကယ်လို့ကိုကအချင်းတအားမကြိုက်ဘူးဆိုလို့ရှိရင်တရက်လောက်နဲ့တော့စားလို့ရနေပါပြီဖြူကတော့နှစ်ရက်လောက်ထားပြီးမှစားဖြစ်ပါတယ်ဒီတခွားသေးချင်ဘက်လေးကိုကြတော့တခြားနိုင်ငံသားတွေဘူးလေးနဲ့သိချလေးပေါ့နော်ချင်ဘက်လေးထည့်ပြီးတော့စားနေကြတာတွေ့ရတယ်ဖြူလည်းအရသာသိချင်တာနဲ့ထည့်စားဖြစ်တာပဲဖြစ်ပါတယ်ရှင် ဒါလည်းရတော့နှစ်ရက်ကြာပြီလို့ရလာတဲ့နေသားလေးပဲဖြစ်ပါတယ်ရှင်။ဒီနေသားဆိုလို့ရှိရင်တော့ချစ်ဘက်ကတော့လုံးဝဖြစ်နေပြီပေါ့နော်။သူရဲ့အနက်ရောရတာရောကတော့တော်တော်လေးကိုအဆင်ပြေပါတယ်။ ဒီနည်းလေးကကျတော့တခြားနိုင်ငံကနေလို့လည်းပြောရတယ်ပေါ့နော်သူတို့ဒီရှာလကိုင်းနဲ့ဆိုင်ကြတာကလေပြီးတော့ဖြူအများကြီးလောက်စားဖြစ်တာကတော့ဘက်ကိုကျတော့အမေတို့အိမ်တော်ပေးมาဖြစ်ပါတယ်ဖြစ်နိုင်ရင်တော့ကိုစားသလောက်လေးပဲထက်သိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ရှင်နောက်တစ်ခုကဒီချင်းဘက်ကအမြန်လေးလောက်တာဖြစ်တဲ့အတွက်သူကချင်းနာမြန်နေပေါ့နော်အဲ့အတွက်ဖြူတို့ဖောက်စားပြီးလို့ရှိရင်တော့ရေကိတားလေးထဲမှာတိမ်ထားရေးပို့ပြီးတော့အဆင်ပြေပါတယ်ဖြစ်နိုင်ရင်တော့အများကြီးမလောက်နဲ့ပေါ့နော်တရက်နှစ်ရက်စားလောက်လေးပဲလောက်စားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ရှင် ကဲဒီနေဟာဆိုလို့ရှိရင်တော့တရက်နှစ်ရက်လောက်နဲ့ဆင်စားလို့ရတယ်ဖြိုးတို့ရဲ့ခြင်းမဲ့ဆုံးလေးရတော့ရပါပြီရှင်ဖြိုးကတော့ငပိထောင်တစ်ခွက်ကိုကကောင်းလေးထောင်ပြီးတော့ထမင်းလေးနဲ့ရေခြင်းမဲ့ဆုံးလေးနဲ့လွယ်စားဖြစ်ပါတယ်ရှင်အရင်လည်းကြိုက်တယ်ပေါ့နော်လုံနေလေးရလည်းလွယ်ကူပြီးတော့စားလို့လည်းကောင်းတာမို့ဒီဗီဒီယိုလေးရအားလုံးအတွေ့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်ဒါဆိုဖြိုးရဲ့နောက်ပိုင်းသစ်တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲဘိုင်